အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာ audio ပေါ့ entertainment channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူမော်တင်ဆန်ရေးသားထားတဲ့ဘောရော်ဘေးဇာတ်လမ်း အပိုင်း6ဖြစ်တဲ့ ဘိုးတော်ပေနှစ်ဦးတီလောကဆိုတဲ့ဇလံကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလံလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာအဲလမ်းမောပွဲတောင်တန်းကြီးအနီးတွင်တက်ဆိုင်ဟု အမည်ရသောမျိုးလေးတစ်မျိုးတည်ရှိတယ်ထုံမျိုးအားလမ်းနဲ့တဲ့ဖြင့်သွားနိုင်တယ်မိရထားနဲ့သွားနိုင်တယ်လို့ ကားဖြင့်လည်းသွားနိုင်ကားဟုဆိုရရင် လိုင်းကားဟု၍မရှိပဲကြုံရတက်ကားသို့မဟုတ်ဂုံတင်ကားများကိုတားပြီးတော့သွားရတယ်ယခုမြိုင်တော်မျိုးလေးမြေထားဂိတ်တွင်လူသုံးယောက်စကားပြောနေတို့လူသုံးယောက်မှာအခြားသူမဟုတ်ပဲပေတူးဦးကျော်လိုင်းနဲ့မြင်းလဲစီယာကိုငိမ့်မောင်တို့ဖြစ်တယ်ပေတူးမင်းစာချုပ်ကိုတေးချတိမ့်ထားတယ်မလားတိမ့်ထားပါလေဗျအေ မင်းပြင်းမရွာကိုသွားပြီးမှငါစီပြန်လာခဲ့ကြားလားကျုပ်ကဘာသွားလို့ရမှာလဲပြင်းမပင်ဘုံကြီးเจ้าကိုမင်းစာသွားစာချုပ်သွားပို့ရမလီကွာဥယျာလိုက်ဘူးလားအေးအာမလိုက်တော့ဘူးရွာမှာငါသမီးရတယောက်တည်းကြံခဲ့တာမင်းလည်းအသိကိုဟုတ်ပါဗျာအဲ့ဒါဆိုရင်တော့ကျုပ်ကဒီကနေယထာနဲ့သွားရမယ်ဆိုပါတော့ဘယ်နာဘလို့စင်ရမှန်းလဲတီးဦးလေ ပြင်းမှလို့သာပျော့စီးသွားပြီးတော့ကောင်းလေးရော့ငွေ150မြန်တော့ကအိမ်ကညံပူစောကပေးလိုက်တာငါမြင်းလက်ကပေးယူမလို့ညင်းမောင်ကမင်းကိုပေးလိုက်ဆိုလို့အကောင်လုံးမင်းကိုပေးတာကျေးဇူးတင်ပါတယ်ဗျာအဲ့ဒါဆိုကြုံပါငွေနေရတော့ရှိပြီဗျငွေရှိရင်တော့ဘယ်ရောက်ဘယ်ပေါ့ပေါ့သွားရတယ်ဗျာကဲကဲဒီဘူတာကနေတက်လိုက်တော့ကွာညင်းမောင်မင်းအတွက် ။ရင်းမောင်ကမင်းအတွက်လက်မှတ်ဖြတ်ထားပေးတယ်ကွာ။အဲ့ဒါဆိုလဲကျုပ်သွားတော့မယ်ဗျာ။ဒါရရရစားဘလောက်ကြာကြာစီးရမှာတော့။ငါလည်းတစ်စိမ်မျိုးနာပြင်မာပင်ဆိုတာကြားတာကြားဘူးလားဟေး။မရောက်ဖူးဘူးဟာ။ယထာညက်နေမှစထွက်မှာဆိုတော့ဟိုးဝေလီဝေလင်းလောက်တော့ရောက်မှာပေါ့။အဲ့လောက်တော့ဝေးလာလားဦးရ။ဝေးတယ်ကွာ။အစားပါရွာရောက်ပါလေကွာ။ဘေတုထိုကိစ္စအတွက်တော့ဂယုမဆိုင်ပဲ။သူဒီ သူမသိတော့မြို့ရွာများကိုတွားခြင်းကမစိမ့်တော့ဘူး။တွားရသည်ကိုပင်ပျော်နေသေးတယ်။ယခုတော့ဦးကျော်လိုက်နဲ့ကိုငိမ့်မောင်သည်ရွာကိုပြန်ကြမည်ဖြစ်တော့ကြောင့်စောစောစီစီသူ့အားလိုက်ဖို့ပေးခြင်းဖြစ်တယ်။သူယထာစီရမည်အချိန်မှာညက်နေမှာဖြစ်တယ်။ထို့နောက်ဦးကျော်လိုက်သည်သူ့အားနှုတ်ဆက်ကကိုငိမ့်မောင်နဲ့အတူမြင်းလေလေးနဲ့မောင်းထွက်သွားတယ်။သူလည်းဘူတာယုံနဲ့ဝင်ကထိုင်ကုန်လေးတွင်ထိုင်လိုက်လေးတော့တယ် ဇေဒယ်များ၏အော်သံကလေးငယ်များ၏အော်ဟဲငိုယိုတံများမှာဥတာယုံလေးတဲ့တွင်ညံစီလေးရဲ့ရှိပါတော့တယ်အနေသည်အနောက်ဘက်သို့ဝင်သွားပြီဖြစ်တယ်ဥတာယုံလေးတဲ့နေတော့လူများအနေငယ်ဆဲသွားချေးပြီထိုချိန်တွင်တော့ယထာဤတစီအော်ဆွဲတံနဲ့အတူဥတာတွင်သို့ဝင်လာရာ လူများထိုယထာဘော်သို့တက်လိုက်ကြတယ်လူများဆိုရ၌ဆယ်ဦးများသာဖြစ်ပြီးတော့ဇေဒုတ်တဲ့များသည်သာများပြီတယ် ပေတို့သည်ရထားလမ်းလေးပေါ်တက်လိုက်ပြီးအတန်းလိုက်တန်းလျားသဏ္ဍန်လှုပ်ထားသောခုံတန်းလေးတွင်ထိုင်လိုက်တယ်ထိုကုံသည်တသားကုံများသာဖြစ်တယ်ရထားကြီးအမိုးတွင်မိန်တုတ်တုတ်မိအောင်လေးများထွန်းထားသည်ဖြင့်ရထားရဲတွင်အလေးရောင်နဲ့ငယ်ရနေပေတုထိုင်နေသောရထားတွင်တော့လူကြက်လှသည်မဟုတ်တော့လဲများတော့များတယ်အထုပ်ဘိုးများသည်သာပိုများလေတယ်ပေတို့သည်ပဝင်းကျင်ကိုအ깨ခတ်ကြည့်လိုက်ပြီးတော့ သူနဲ့မလတ်မကန်တွင်ထိုင်နေသောလူကြီးတယောက်အားပြုံပြလိုက်ပြီးဘေတူပြုံပြလိုက်သည်နဲ့ဒေါ်လူကြီးသည်ပြန်လဲပြုံပြလာတယ်ထို့နောက်ဘေတူကဦးလေးအေးကျို့တခုလောက်မေးချင်လို့ဗျမေးလေကွာပြေးပါမင်းရွာဝေးလာဝေးတယ်လေကွာတစ်စိမ်မြို့ကိုတော့၄နာရီလောက်မှရောက်မှာပြေးပါပင်ဆိုငါထင်တယ်မနေ့6နာရီလောက်ဝင်းကျင်လောက်မှရောက်မှထင်နေကွာ ကျုပ်ကပြင်းပါပြင်းသွားမှာဗျမောင်ရေးပြင်းပါပြင်းမှာယထာကမေ့ရုံပဲမေ့ပြီတာဘူတာမရှိဘူးမင်းခုံဆင်းရမှာဟာဗျာယထာဘုံကခုံဆင်းရမယ်လို့ပြောတာလားအေးလေကွာငါလည်းပြင်းပါပြင်းမှာဆင်းပါပဲဟုတ်လားအဲ့ဒါဆိုဟန်ကြတာပဲဗျာကဲကောင်းလေးလော့တဲ့နေရာမှာသာအိတ်ဖို့လုပ်ဟိကျဘိုးတော့နည်းနည်းကြိုက်တယ်ကွာယထာဘုံတွင်တိရသည့်လူကြီးသည်သူကိုယ်တိုင်လူမရှိသည့်ခုံတန်းတွင် လွယ်အကိုကောင်း၍အိယံပြင်လိုက်တယ်ထို့ကြောင့်ပေတို့သည်လည်းလွယ်အကိုကောင်း၍လူကြီးနေတို့အိယံပြင်လိုက်တော်တယ်အယထာကလည်းညင်ညင်ညောင်ညောင်မရှိလားဂျုံဂျုံကြက်ကြက်ဖြင့်ဖြစ်နေတယ်ယထာတွေတွင်ထွန်ထားသောမိကြောင်းဤအလင်းရောင်မှာမိတ်တုံမိတ်တုံသူ၏တာဝန်ကိုထမ်းဆောင်နေတယ်မိုးချုပ်ကားစားဖြစ်တော်လဲပေတို့နဲ့သူ၏မလန်မကန်ရှိပြင်မပင်ရွာလူကြီးသည် မိုးချုပ်ကားစားဖြစ်တော်လဲဗေတုနဲ့သူဤမလန်းမကန်းရှိပြင်မာပင်ရွာလူကြီးသည်လဲလျောင်နေလိုက်ကြတယ်တခြားသောလူများသည်အချင်းချင်းစကားပြောနေကြတယ်လေယာများအကြောင်းသားသမီးများအကြောင်းနဲ့ထွေယာလေးပါစကားများပြောနေကြသည့်အတန်ကဗေတုနားတဲ့တုတ်ဝင်လာတယ်သူတို့ဤစကားများကိုနားထောင်လို့ချင်းမရှိတော်လဲအတန်ဒီကနားတဲ့ရောက်လာ၍ပြောနေကြပြောနေကြသည့်သူများကိုစကားများကိုနားထောင်နေမိတယ်အင်း ကျမသားအခုဆိုကောလိပ်တက်နေရလीဟုတ်လားကောင်းတာပါရှင်ကျမသားစီးရီးဖြစ်နေပြီတော့ကျမကတော့တားကိုအရာရှိလေးဖြစ်အောင်အစိုးရဝင်နေမဲ့လောက်ခိုင်းမလားလို့နေဟိုဟိုကောင်လေးကကျမတို့နဲ့တပူတာရက်တက်တာမဟုတ်လားဟုတ်တယ်လीသူ့ကောင်းရင်ကဖုန်းကြီးကဘလို့လောက်ပါတာလဲအေးဟုတ်ပါတော့ထုံမျိုးသမီးနှစ်ယောက်ဤစကားတန်ကြောင့်ဝေတုအနေငယ်အံ့ဩမိတယ်ရထားတွဲပေါ်တွင်ကောင်လေးဟု ဟွန်နိုင်လောက်ဒီအရွယ်ဆို၍သူတယောက်ထဲသာရှိတယ်။အဲသူ့အာဆိုလိုဒီမှာတေးကြတယ်။ခေါင်းရင်းကဘုံကြီးဆိုတော့ကြောင့်သူငုတ်တုတ်ထတိုင်းလိုက်မိတယ်။ထို့နောက်ဘေးကိုကြည့်လိုက်တော့ကဦးဒီလောကကြီးဘုံရိပ်သည်တဖြည်းဖြည်းပျောက်ွယ်သွားလိမ့်မယ်။ထိုကမျိုးသမီးနှစ်ယောက်သည်ကြောက်လန့်နေဟန်ပြက်။ကောင်လေးနင့်နင့်အနာဘုံကြီးဘဲပျောက်သွားတာလေချစ်ချင်းတို့ဘာရှိပါ우ဤတို့ရဲ့ရှိတယ်ငါတို့စကားပြောနေတော့အဲ့ဒီဘုံကြီးကငါတို့ကိုတေချာကြိတ်နေတာ အမြင်မှားတာသာဖြစ်မှာပါဗျာမေတုမိသည့်စကားမှာပြန်မပြောတော့ပဲနဲ့အဲ့နေလိုက်တယ်စကားများနေတော့အမျိုးသမီးနှစ်ယောက်လဲနောက်ထပ်မိသည့်စကားမှာမပြောကြတော့ပဲနဲ့ငြိမ်သွားရှာတယ်ထို့နောက်အချိန်ဒီတပြေးပြေးကုန်လာကယထာဘော်တွင်ယထာဘော်လိုက်ပါလာသောလူများနိုင်မီလာကြတယ်သူတို့နေတူမေတုဒီလဲယထာခုံတွင်အဲ့နေစဉ်တစုံတစ်ယောက်မှလှုပ်နှိုးနေသလိုခံစားရသဖြင့်မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်ထို့အခါ သူ့အာငုံကြည့်နေသောဘုံကြီးတစ်ပါးကိုတွေ့လိုက်ရတယ်။မျိုးလုံးဖွင့်ဝင်ခြင်းမြင်လိုက်ရသောမြင်ကွင်းကြောင့်အ내ငယ်လန့်သွားသောလေကြုံတွေ့ခဲ့ရသောအတွေ့အကြုံများကြောင့်ရုပ်ပြဆင်းပြလမ်းပြချင်းမျိုးတော့မဖြစ်ပေ။ထို့နောက်အဲ့နေရာမှထလိုက်ပြီးတခြားသောလူများကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။ခရီးသည်များအားလုံးအိပ်ပျော်နေကြပြီဖြစ်တယ်။တချို့လူများဤချောင်းတစ်ချက်နဲ့စိုးတန်နဲ့ရုံကြုံနဲ့ယထာခုံပေါင်းလေးသောအတန်ပြင်းဆွေဆွေချောင်းတွေတကားတကား ကြီးကြီးအော်တန်တာကြားရတော့အချိန်ဖြစ်တယ်။ဘေဒူးဒီသူ၏ဘေးတွင်ထိုင်နေသောဘုန်းကြီးကိုကြည့်ကား။ဘုန်းကြီးကြောက်ကိုဘာကြောင့်မှုတာလဲ။ငါပြင်းပါပင်ကိုအရင်ရောက်သွားပြီးပြီ။ရထားလမ်းမှာတတုံးတုံးကန့်လက်ခံနေရဲကွာ။လမ်းကအကွေ့ကွာ။ငါထင်တယ်တစ်ခိုးထုတ်တဲ့ကောင်းလေးဇင်းနဲ့ဆွဲပြီးရထားလမ်းပေါ်ကြံနေခဲ့တာဖြစ်။လို့သေးလားအဲ့ဒီနိုင်ရောက်ဖို့။မလို့တော့ဘူး။မင်းတို့ရထားကို ရက်ပါကွာမရရင်တော့တဲ့တုံးကြောင့်ယထာလန်းရှောလိုက်မယ်အဲ့ဒါမှခက်ပြီဘလို့လောက်ခိုင်းရမှာလဲသိတော့မလောက်ရင်မရရင်တော့လူတွေဒုက္ခရောက်လိမ့်မယ်ငါလည်းဒါပဲတတ်နိုင်တယ်ဘုန်းကြီးဒီပေတူကစကားဆိုပြီးတော့ပျောက်ွယ်သွားလေထိုကပေတို့ရေခက်တာစဉ်းစားလိုက်ပြီးတော့သူနဲ့ပထမဆုံးယထာဘော်တွင်စကားပြောသောလူကြီးကိုအတင်းလှုပ်နှိုးလိုက်ကဦးလေဦးလေထပါအောင်ဗျာဘာဖြစ်လို့လဲကွာအိတ်ကောင်းနေတာဦး နောက်မှအေးဦးလေးယထာရက်မှဖြစ်မေးဗျတလုံးတလုံးလမ်းဝင်မှာပိတ်နေတယ်နဲ့ဗျဟာမင်းရဘလုံးလုံးသိကျုပ်ပြောတာဟုတ်တာရုံစမ်းပါဗျာဒုလိုကြီးစီပေတူအားတေချာကြည့်ရင်ခေါင်းကိုခါရမ်းလိုက်တယ်တူရေးစိတ်တဲ့တွင်ပေတူအားယူမြာယူနေရလားဟုလေထင်ကောင်းထင်နိုင်မေးတယ်ယထာဘောအတူတက်လည်းသူကအဘဲကြောင့်ယထာလမ်းတွင်တတုပ်ပိတ်နေသည်ကိုသိနိုင်ပါမည်နည်းဟုတွေးနေခြင်းလည်းဖြစ်နိုင်တယ်တို့ကြောင့်လူကြီးစီပြန်အိတ်ဖို့ပြင်လိုက်စဉ်ပေတူမှာထိုလူကြီးအား အဲ့မကန်ဘဲနဲ့အတွင်ဆွဲထိုးပြီးတော့စကားထက်ဆိုးလိုက်တယ်။ဥလေကျုပ်ပြောတာရုံဖို့ခက်တယ်ဆိုတာကျုပ်သိတယ်။ကျုပ်ကိုဘုံကြီးတစ်ပါးလာပြောတာရထားကိုရိုက်ခိုင်းဖို့လုံးဆက်ပါဗျာ။ဟာငါရထားတိုင်းမဟုတ်တာကွာဘလို့လို့ရိုက်ခိုင်းပါလဲ။မင်းကိုလူကောင်းလေးလို့ငါထင်နေတာ။မင်းကလွတ်နေတာပဲကွာ။ခမထင်ရင်လို့လားထင်ဗျာ။ဒီတော့ရထားရက်ဖို့လုံးဆက်ပါဗျာ။ဟဲ့ကွာမင်းမိုင်းရိုင်းလာကြီးလားကွာ။ပေတူးနဲ့ပြင်းပါပင်ဈေးမဲ့လူကြီးစကားအများနှုတ်ကြီးဖြစ်တယ်။ သူတို့ဤအော်ရဟဲ့ကျဲအတိုင်းများကြောင့်တခြားသောလူများနိုးလာကြပြီးတော့အခြေအနေကိုအကဲခံနေကြတယ်။မေတုဒီအဲ့နေရာမှာနိုးလာသောသူများပဲလှည့်ပြီးတော့ခမရတို့ဒီရထားကိုရအောင်တခုလုံးဆက်မှာရှေ့အလန်းကိုမှာတတော်ကြီးခံနေရတဲ့ဗျ။မဖြစ်နိုင်တော့မိကဘလို့လုပ်တည်ရလဲ။ငါတို့နဲ့အတူရထားပေါ်တက်လာတာကိုကျုပ်ကိုဖုန်းကြီးတစ်ပါးလာပြောပြသွားတာဗျ။ကျုပ်ပြောတာရုံဆက်မှာ။ကောင်းလေငယ်ရွယ်နဲ့ယူနေရလားမသိဘူး။ဒီဘောမှာဘယ်ဖုန်းကြီးမှမပါလာဘူးဟာ။ကျန်တော့သူများမှာ ထို့သောစကားကိုဆိုဝေမဲ့မိမာကြီးနှစ်ယောက်သည်တယောက်မျက်နှာတယောက်ကြည့်ကပေတို့ဤစကားကိုထောက်ခံလိုက်ကြတယ်။ဟုတ်တယ်ငါတို့နှစ်ယောက်စွန့်နဲ့ကအဲ့ဒီကောင်လေးဘီးနာမှာဖုန်ကြီးတစ်ပောင်းကိုတွေးလိုက်တယ်။ခမရတို့ကလည်းအယူစကားကိုရုံနေပြန်ပြီဗျာ။ရသောသူများသည်ပေတို့ဤစကားကိုထောက်ခံတော့မျိုးသမီးနှစ်ဦးကိုပါအပြည့်စုံနေသည့်အတွက်အချိန်နေမှာဇူညံဇူညံဖြစ်လာတယ်။ပေတို့နဲ့မျိုးသမီးနှစ်ဦးကတစ်ဖက်ပြင်းမာပင်တွင်စိတ်မီလူကြီးနဲ့ကြံတော့ခကြီးတယ်များတစ်ဖက်အခြေတင်ဖြစ်လာပြီးတော့ဂျုံဂျုံကြက်ကြက်ယထာခုံပေါင်းတံကိုပါကြော်လာ၍ ယထာဘာရှိပလိမ်များရောက်လာကြတယ်။ပလိမ်များဝင်းရံလေးရောက်လာတော့ယထာအရာရှိသည်အတန်ခတ်မှမာနဲ့ပေတုတို့ကိုကြည့်ကစကားပြောလာလေ။ခမရတို့တွေ့ရစူညံတာပဲဘာဖြစ်တာတော့။ဦးလေးရှင်လန်းဝင်မှာတတုပ်ပိတ်နေတယ်ယထာရမ်းမှာဖြစ်မယ်။ပေတုဤစကားမှာအထူးဆန်းဖြစ်နေရယထာအရာရှိသည်ပေတုကတေချာကြည့်ကမေးမြန်းလိုက်လေ။မင်းကဘာလို့အဲ့လိုပြောတာ။ဖုန်ကြီးတပါပြောခိုင်းတာဗျရှင်မှာတတုပ်ပိတ်နေတယ်တဲ့။ဖုန်ကြီးဟုတ်လား။ မျက်နှာကတွေးရမရှိပဲနဲ့ကြောက်စရာပုံနဲ့ဖုံးကြီးလားဟုတ်တယ်ဗျပြောရခဲ့မိဟုထင်ထားတော့ယထာအရာရှိမှာပေတုဤစကားကိုယုံကြည်ကယထာကောင်းတွဲစီကိုအလင်းမြန်ထွက်ခွာသွားပါလိမ့်တော့တယ်ယထာကောင်းတွဲတွေတွင်ဖြစ်တယ်ယထာရင်းသည်ယထာအာမတ်တရက်လျက်မောင်းနေသေးတယ်ဖောဇာကောင်းတွဲတွေကိုယထာအရာရှိအလင်းစလိုရောက်လာပြီးတော့ယထာရင်းအာစကားဆိုလိမြောင်းဘုရားကိုဆန်လွင်မင်းထူးဆန်းတာတွေကိုယုံလားယုံနေကိုဆန်လွင် ကျိုးတော်နေတိုင်းတဲ့လောကကြီးမှာထူးဆန်းတော်တယ်မြားသားမဟုတ်လားဗျအဲ့ဒါဆိုမင်းယုံနေပေါ့ယုံတော့ပါဗျာအေးအဲ့ဒါဆိုရင်တော့မင်းရထားကိုရက်တော့ဗျာရထားတိုင်းကိုမြင့်အောင်တယောက်ကြောင်ငေးပြီးတော့ကိုစန်းလွင်ကိုကြည့်နေတယ်ကိုစန်းလွင်မှာနောက်ပြောင်သည့်ပုံစံလည်းမပေါ်တော့ကြောက်ကိုစန်းလွင်ကိုတေချာကြည့်ပြီးတော့မေးလိုက်လေကိုစန်းလွင်ကျုပ်ကဘာလို့ရရမှာလဲမင်းပြောတော့ထူးဆန်းတာတို့ယုံနေဆိုအေးယုံတော့ယုံနေလေ ငါနောက်တွဲမှာထူးဆန်းတာတွေ့ခဲ့တယ်။ဟုတ်လားပြောပါဦး။ဘုံကြီးတပါးကိုငါယထာတွဲထဲမှာတွေ့နေရတယ်ကွာ။ဟုတ်လားသူတို့ခုပြောဖို့ကြိုးစားနေမို့လား။ယထာလေးကိုမြင့်အောင်ဤစကားကြောင့်ကိုဆန်းလည်းစွန့်အားသွားတယ်။မြင့်အောင်မှာတခုခုကိုသိနေရန်ဖြင့်သူအဆက်လက်ပြောလာတယ်။မင်းဘာမြင်လို့လဲမြင့်အောင်။ဘုံကြီးတပါးကိုမြင်နေရတယ်သူယထာကိုတားဖို့ကြိုးစားနေတယ်လို့ပဲ။ယထာဘွားကောင်လေးတယောက်ကလည်းပြောတယ်ကွာ။ရှေ့ကဝက်တဲ့ခွေမှာတလုံးပိတ်နေတယ်တဲ့။ ။ तू ကဘယ်လိုလုပ်သိရတယ်။ဘုံကြီးတပါလာပြောတာတယ်ကွာ။ဘုံကြီးတပါ။အေးဟုတ်တယ်။ဟိုဇန်းလွင်ကြီးစကားကြားသည်နဲ့ကိုမြအောင်သည်ယထာအာရက်ရန်ဗရိတ်တန်ကိုဆွဲလိုက်ပါလိတော့တယ်။ယထာရင်းကိုမြအောင်ယထာကိုရက်ဖို့စူးစမ်းနေသည်ကိုမြင်ရတော့ခါကိုဇန်းလွင်သည်နောက်တွဲသို့ပြန်သွားလိုက်ခါယထာမူတန်တချို့ကိုခေါ်လိုက်ပါတော့တယ်။ယထာအရာရှိကိုဇန်းလွင်သည်ယထာပလိတ်အချို့အားယထာတန်လန်အတိုင်းတွားကြည့်ရန်ယထာရက်မြေအချိန်ကိုစောင့်နေလေးတယ်။မကြတော့ချိန်တွင်ယထာရက်တန်သွားပြီးတော့ ယထာယတိနဲ့ကိုဇန်းလွင်သည်ယထာအမှုတမ်းများနဲ့အတူဓာမိကိုကင်ပြီးတော့ယထာတန်လန်အတိုင်းရှောက်လို့သွားလေတယ်။များမသာကြောများမကြသောအချိန်တွင်လမ်းခွေတနေရာတွင်တော့လူတစ်ဖက်စားများရှိသည့်တလုံးကြီးအားတွေ့လိုက်ရပြီသူတို့အားလုံးပါဇက်အဟောင်းသားဖြစ်သွားပြီးတော့ဖျားတက်လိုက်ပြီးတော့ယထာပလိများသည်တလုံးကြီးကိုကြည့်လိုက်ပြီးတော့ရှာဆန်းလွင်ကျွတို့ယထာမရက်မိရင်တော့မလွယ်ဘူးနော်။ဟုတ်တယ်ငါတို့တွေဟိုကောင်လေးကိုကျေးဇူးတင်ရမှာသူတို့တော့မပြောရင်ငါတို့ဆက်သွားမိမှာပဲ။ ီကောင်လေးကဘလုံးလုံးသိနေရပါလိမ့်နော်အေးသူတားလို့သာပေါ့ကွာကဲအဲ့ဒါတွေအသာထားလိုက်အောင်မင်းတို့ဒီတတုံးကြီးကိုနိုင်လောက်လားဒီလူလင်းကောင်ရောက်နေတော့ဘလုံးလုံးနိုင်မလဲဆရာရဲ့ခီးတယ်လို့ပါအကူကြီးတောင်းအောင်ပါပေါ့အဲ့ဒါဆိုလဲမင်းတို့ထဲကနှစ်ယောက်လောက်ကြံနေခဲ့ကျန်တဲ့သူတွေကတော့ငါနဲ့ပြန်လိုက်ခဲ့ကွာလူခေါ်ရင်းနဲ့တန်တိုးရွံ့တို့ကြိုးလို့ယူရအောင်လို့ယထာရာရှိကိုစမ်းလွင်သည်ဓမ္မီကိုထိုးပြီးယထာစီပြန်လာခဲ့လိုက်တယ်ထိုးနောက်ယထာပေါ်လိုက်ပါလာကြသောအာကောင်မောင်းတန်ခီးတဲ့များကိုအကူကြီးတောင်းလိုက်တယ် အချိန်ကိုအမြန်ဆုံးဖြစ်စေရန်အတွက်အားလုံးကိုမြန်မြန်ဆန်ဆန်လုပ်မှသာတင့်တော်မယ်။ထို့ကြောင့်တန်နိုင်သမျှအမြန်ဆုံးလုပ်ကြရတယ်။ခရီးသည်များတွေတွင် အားကောင်းမောင်းတန်လူများရှိနေလို့သာတော်ရယ်။ထို့သူများတဲ့တော့တောင်းရှိနေသည်ကိုပြောတော်ပေတုသည်လည်းအပါဝင်ဖြစ်တယ်။ယခုတွင်တော့ယထာဘောပါလာသောခရီးသည်များသည်ပေတုအားယူခဲ့သူမမြင်တော့ပေ။သူတို့အားကဲတင်သောလူထုဆန်းကျေးဇူးရှင်လေးအဖြစ်မြင်နေသလိုတချို့သောသူများကကြိုတင်တည်ပြီးခဲ့သောဖုန်းကြီးကိုလည်းကျေးဇူးတင်စကားဆိုနေကြသေးတယ်။ ထို့နောက်တက်ညီလက်ညီဖြင့်တလုံးအားတန်လန်းပေးတို့တွန့်ဖယ်လိုက်ကြပါတော့တလုံးအားတန်လန်းပေးဖယ်ပြီး၍အားလုံးယထာပေါ်ပြန်တက်ကြလေတယ်ယထာဒိန်းနဲ့ယထာအရာရှိသည်နောက်ဆုံးမှလက်ထောက်တွေပေါ်တက်နေသောပေတုအားခေါ်၍စကားဆိုလေကောင်းလေမင်းနာမည်ဘယ်လိုခေါ်လဲပေတုလို့ခေါ်ပါလေဗျမင်းဘုန်းကြီးပြောတာကြားတယ်လားကြားတယ်လीဗျာဘာဖြစ်လို့မတော်မင်းစကားကိုဘာလို့ယုံတာလဲလို့မတွေ့မိဘူး ုံတွေးမိပါတယ်တခြားသူတွေကတော့မယုံတာဦးလေးတို့ကဘာလို့ယုံတာလဲဘာလို့ယုံတာလဲဆိုတော့မင်းပြောတဲ့ဘုန်းကြီးကငါတို့လည်းမြင်လိုက်လို့ပေါ့ကွာပေတုသည်ခေါင်းကိုညှိပြလိုက်ပြီးယထာဒိတ်နဲ့ယထာအရာရှိကိုတေချာကြည့်လိုက်တယ်ထို့နောက်သူလိုက်ပါစင်းနေလာတော့ယထာရွဲ့ဘော်တို့လာတက်လိုက်တော့တယ်ပေတုယထာရွဲ့ဘော်တို့ရောက်တော့ကသူအားအယူဟုပြောဆိုထားကြတော့ပြင်းမာပင်တွင်ဆင်းပြီးလူကြီးနဲ့တခြားသောခီးတွေများသည်တို့ရဲ့အမှအတွက်တောင်းပန်ကြလေတယ်ငါတို့ မင်းကိုတောင်းပန်ပါတယ်ဦးလေးတကယ့်ကိုပညာမဲ့သွားတယ်ရပါတယ်ဗျာကြောက်စိတ်တယ်ဘာမှမရှိပါဘူးအမှန်တိုင်းပြောရရင်ဦးလေးကတသက်ဒီလိုထူးဆန်းတာတွေကိုတခါမှမကြုံဘူးကွာဒါနဲ့စကားမဆက်ပြင်းပါမင်းရောင်ရင်ကြောက်ကိုပြောပါဦးစိတ်ချပါဦးလေးပြောပါမယ်မင်းစစ်အိတ်ရှင်အဲ့လေဦးလေးအနာနီးနှို့မယ်လေဦးလေးနိုင်မယ်လဲမှတ်ထားအောင်ဥဘောဆန်းနဲ့ကွာဟုတ်ကဲ့ကြောက်နိုင်မယ်ကပေးတူပါဥဘောဆန်းနဲ့ နေသူကြံတော့ခီးသည်များသည်လဲပေတူအားတောင်းပန်ကြတယ်ထို့သောတောင်းပန်စကားဆိုသူများအားပေတူစကားကိုထောက်ခံသောအမျိုးသမီးနှစ်ယောက်နဲ့တယောက်သောအမျိုးသမီးသည်အပြည့်တင်စကားဆိုလေတယ်ရှင်တို့ကျမပြောပါတယ်အဲ့ဒီကောင်းလေးနောက်မှာဖုန်ကြီးတစ်ပါးတွေ့တယ်ဆိုတာလေရှင်တို့ကမှမယုံတာတော်သေးတယ်ယထာမောင်မကြီးကယုံလို့တာပေါ့ဟုတ်ပါယထာမမေရရင်တော့မတွေ့ရစရာပဲအမျိုးသမီးကြီးနှစ်ယောက်သည်ခီးသည်များကိုပြည့်တင်ပြောဆိုကပေတူကိုလှည့်ကြည့်ပြီးစကားဆိုလာတယ်ငါတို့ အကြီးတခုလောက်မေးလို့ရမလားမေးပါဗျအကြီးတို့ကိုကုညီတဲ့ဘုန်းကြီးကိုငါတူတိလားဘယ်တို့ဒီအမျိုးသမီးနှစ်ယောက်နဲ့တယောက်တော့အမျိုးသမီးကြီးအမေကိုကောင်းငိန်ပြီးတော့ဖြေကြလိုက်တယ်ဒေါ်ကအမျိုးသမီးကြီးတခြားသောခီးတဲ့များပဲသူလှဲ့ကရှင်တို့ကျမတို့နှစ်ယောက်လုံးပျော်သာပြီဒီကောင်လေးအနားမှာဘုန်းကြီးတပါတွေ့တယ်ဆိုတာလေဟုတ်တယ်အဲ့ဒါကိုသူတို့ကမယုံဘူးကျမထင်တယ်ကျမတို့ကိုကူညီတာအထက်ဝိဇ္ဇာကြီးတွေပဲဖြစ်မယ်ဟုတ်တာပေါ့လေကျမတို့နှစ်ယောက်ကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ကြတယ်မဟုတ်လား ကျမဆိုယထာစီစီပါစီစီအတက်ပုံကိုတွေကိုတိုင်တယ်ပြီးမှစီးတာလीသူတော်ကောင်းနေရကျမတို့ပါလာလို့မြက်ကွယ်မပြုတ်ရဘူးထင်ပါရဲ့ရှင်အမျိုးသမီးနှစ်ယောက်ဒီတခြားသူများကြားလောက်သည့်အထိကိုရွေသေးစကားကိုပြော့ဆိုနေကြတယ်အကြွားတန်သောအမျိုးသမီးနှစ်ယောက်ဒီအဲ့ဒီအချိန်တစ်ချိန်သာစကားပြောဆိုခြင်းကိုမပြုတ်ကြံတော့အချိန်များတယ်တော့ဤကဲ့သို့ကိုရွေသေးစကားများကိုပြော့ဆိုကြတယ်ဘေတို့ဒီထိုအမျိုးသမီးနှစ်ယောက်ဤစကားကိုမကြားခြင်းတော်လဲကြားနေရ၍စိတ်မရှိနိုင်တော့ပဲစကားဖြတ်ပြောလိုက်လीတယ် အကြီးတို့ကအတော့ကိုစိတ်ကောင်းရှိရောပေါ့နော်ရှိတာပေါ့ကွယ်အကြီးတို့နှစ်ယောက်ကတနာတက်သေးတာဟန်တော့ပဲအကြီးကြီးဟိုခုံမှာထိုင်နေတဲ့အကိုကြည့်ပါဦးတနာစရာကောင်းလိုက်တော့ဗျာကျုပ်တို့တန်လန်းပေါ်မှာတလုံးသွားဖေတာတော့မှ तू မလိုက်နိုင်ဘူးကျမ်းမာရေးကောင်းမှုလည်းပေါ့ဘူးဗျစေကျော်ဖို့အိတ်ကိုခေါင်းအောင်ကအိတ်နေတော့လူရဲတယောက်ကညွန်ပြပြီးတော့စကားဆိုလိုက်ဟာကျန်သူများလည်းဘေးတူပြောတော့လူစီတို့အကြည့်ရောက်သွားကြတယ်ထို့သူသည်ငပြမိထားဟန်ရှိပြီးတော့စပင်တို့သည်ပါပါကြဲကြဲနဲ့ဖြစ်နေလေတယ် ထုံနောက်ပေတို့သည်ထုံလူရွေးနောက်သွားကအခုကြည့်ရတာကြမ်းမရေကောင်းမှုမပေါ်ဘူးဘာဖြစ်တာလဲဗျပေတို့ဤစကားကိုကြားတော့ခါယဒါခုံပေါ်တွင်အိတ်နေသောလူရွေးသည်ပေတို့အားကြည့်ကဟုတ်တယ်ငယ်ပြလီရိုးမငယ်ပေါ်ငါညီဟာစိတ်ုံစိတ်မ်းပြဘူးလားငွေမရှိဘူးလေကွာအခုတော့မှတက်စင်းကအမျိုးမကင်းတဲ့ဘုန်းကြီးစီကိုတွားဖို့ထွက်လာတာတန်နိုင်တော့စီလေကုကျင်တာပေါ့ညီဟာအဲ့ဒီတော့တော့မဘူးနဲ့တော့ကိုကြီးကျုပ်တို့စီလာရဲ့ယထားပေါ်မှာစေနာရှင်အကြီးကြီးကပါလာတယ်ဗျ ကျောက်ကတော့ကိုညီရင်မဲ့ငွေကြေးရမတက်နိုင်ဘူးလေသူတို့ကတော့တက်နိုင်နေပြတယောက်ကကောလိပ်ចောင်းသားရဲ့အမေတယောက်ကတော့စီရင်ရဲ့အမေဆိုတော့ငါ့ကိုရဲ့စေးဖို့လောက်ကတော့ဟိုကြီးတွေကမှုအောင်ပြငါတို့ဒီကြွားဝါနေတော့မျိုးသီးမိနှောက်အားလက်ညှို့ညွှန်၍စကားဆိုလိုက်ရာထုံမျိုးသီးမိနှောက်မှာမျက်စီမျက်နှာပြည့်အောင်လေတော့ပါတော့လဲပြက်စားပြုတ်နေတော့မျက်နှာကိုရကျင်ထိမ့်လိုက်ပြီးတော့ဟန်မပြက်ပြုံးနေလေတဲ့တခြားတော့ခီးတဲ့များသည်လဲပေတို့ဤစကားကိုဝိုင်းဝန်းထောက်ခံကြလေတဲ့ ဟုတ်တယ်အမကြီးတို့ကအတော်ပြေးလေကြတယ်ဒီကကျမ်းမကြီးမကောင်းတဲ့ကောင်းလေးကိုဆေးဖို့လောက်တော့မှုလောက်ပါဘူးဟုတ်ပါကျုပ်တို့လည်းအကြီးတို့ရဲ့အလူလေးကိုမျက်မြင်ကိုယ်တွေ့တာလူခေါ်ခြင်းဆန်းပါပြီဟုတ်ပါသားတွေကိုတော့အကုန်ကြများတဲ့ကောလိတ်တောင်ထားနိုင်သေးတာပြီးတော့သူတော်ကောင်းတွေအထက်ဝိဇာတွေကလည်းအကြီးတို့ရဲ့လောက်ရကိုတာလူခေါ်ကြမှာပါဗျခီးတဲ့မြဝိုင်းဝန်းပြောနေကြတော့ကြောင့်ခொနကကြောက်ဝါနေတော့အမျိုးသမီးမိနစ်ယောက်သည်ငှက်ဖျားခံစားနေရတော့လူရွယ်ကိုကြိပ်ပြီးတော့မပွင့်တဲ့ပွင့်စကားဆိုးလာလေး ငါတို့စေးကူရင်ဘလောက်ကုန်ကြနိုင်လောက်မလဲအများဆုံးကုန်၄900လောက်ပေါ့ဗျာ300လောက်ဆိုလည်းရနိုင်လောက်ပါတယ်။အော်အေးအေးမျိုးသမီးနှစ်ဦးနဲ့တဝူဒီခီးတဲ့မြောက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်သူမဘေးနဲ့ရှိနေတော့မျိုးသမီးလက်ကိုတိုးလိုက်တာကဲရှင်လည်း150ပေးရှင်ရှင်မင်းနဲ့ပေးထို့နောက်မျိုးသမီးနှစ်ယောက်တို့သည်သူတို့၏အကြီးထဲမှဝေမြောက်ထုတ်ကာငပြားယောဂါသေးအားပေးလိုက်ချိန်တွင်ယထာဘုံမှခီးတဲ့မြောက်သည် တာရုပြိုင်သူခေါ်လိုက်ကြသည်ကမျိုးသမီးနှူးမှာ မကျေနပ်တော့လဲမျက်နာတို့သည်ပြောင်းရွှင်နေပြီးတော့ပေတုကိုမူမျက်စောင်းလန်းထိုးလာ၍ပေတုတစ်ယောက်ပြုံးလိုက်မိပါလိတော့တယ်။မေရာကြီးသည်မနေ့၄နာရီကျော်ကျော်တွင်တက်စိတ်ဘူတာတို့ဆက်ရောက်လာလေတယ်။ထိုဘူတာတို့ရောက်တော့အခါငပြားယောဂါတဲ့ပါဝင်ကြွားဝါသောမျိုးသမီးနှစ်ယောက်တို့လည်းစင်းတော်မီဟန်ပြင်းတယ်။သူတို့သည်ယထာဘုံမှမရှိမီပေတုအားနောင်မြကြုံကြိုက်ကသူတို့၏အိမ်သို့လာလည်နိုင်ကြောင်းပြောကား အိမ်လေးစာမျှကိုပေးလိုက်ကြပြီးပေတူအားကျေးဇူးတင်စကားဆိုခဲ့ကြပြန်ဒီနေ့ငါတို့ကြီးကိုနောက်ထပ်ကျေးဇူးတင်နေရရှိသေးတယ်အရင်ကတော့အလူတွေတကယ်လောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကလူအထင်ကြီးပါသေးဆိုတဲ့စိတ်နဲ့ပဲလူပြစ်ခဲ့တာဒီနေ့ငါပြဖြစ်နေတဲ့လူမမာကိုလှူတော့အရေးစိတ်ချက်တကယ်ကိုကျဉ်တတ်မိတယ်ကြွားတာကတော့ဝါသနာမှုဖျောက်လို့မရရမရတော့အရေးလည်းမသိဘူးဒါပေမဲ့အလူကိုဘယ်လိုလှူရမလဲဆိုတော့အရေးသိခဲ့ပြီကျေးဇူးတင်လိုက်တာတူလေး ဒါနဲ့အကြီးတို့ကိုကွန်ကြီးတဲ့ဘုန်းကြီးအကြောင်းငတ်တူတိလားဟုတ်ကဲ့အကြီးတိတယ်ဟုတ်လား तू ကဘာလဲအကြီးတို့ပြောပြလို့ရလားရပါတယ်ဘုန်းကြီးရဲ့ဘွဲ့ကဥတီလောကတဲ့အမှန်တော့ तू ကဘုန်းကြီးတည်းရေလီပေတူစကားကိုကြားတော့ကအမျိုးသမီးနှစ်ယောက်ဒီပါဇက်အဟောင်းသားဖြစ်သွားပြီးတော့ဘာမှဆက်မပြောရနဲ့ယထာပေါ်မှာဆင်းသွားကြပါတော့တယ်ထို့နောက်ပေတူဒီဥဆန်ဘော့ကိုကြည့်ကဦးလေးကျင်းပါမင်းရောက်တော့မလားဗျာ မိုးလင်းတော့ရောက်ပါပြီရထားပေါ်ကခုံချမှာနော်ကောင်းလေတေချာကယူဆိုင်တန်လန့်ပေါ်ပြန်လဲမကြသေးနဲ့ဟိုဘက်ကိုအချိန်လွန်တာဘာမှဖြစ်ဘူးဘယ်သူစိတ်ပူခြင်းမဖြစ်မိပင်အဘဲရောက်ဆိုတော့ရွာမှာနေတဲ့ကလေးကအပေါင်းအသင်းများနဲ့အတန်အသက်ပြည်နေတော့နွားလဲပေါ်မှာအမြဲခုံချနေသူများမဟုတ်ပါလားအဲတော့ဖြင့်ဘယ်သူဒီမအိတ်တော်ဘက်နဲ့ဥဆန်ပေါ်နေတူထွေရလေးပါစကားဆိုရင်နဲ့ပြင်းမှာပင်ဘုံကြီးကြောင့်အကြောင်းရောက်သွားပါလိမ့်တော့တယ်မင်းသွားမယ်ပြင်းမှာပင်ဘုံကြောင့်ကတကယ်ဇက်ရှုံဘူးကွာ ဘာလို့လဲဗျအဲ့ဒီเจ้าကအရင်เจ้าတိုင်ပြန်လာတော်မူပြီးတော့เจ้าမြေလှူခဲ့တဲ့တကားကအလူเจ้าမြေကိုပြန်လိုချင်နေတယ်နောက်เจ้าတိုင်ကလည်းလှူပြီးသားဆိုတော့ပြန်မပေးချင်ဘူးနေပါဦးเจ้าမြေအလူရှင်ကဘာလို့ပြန်မတောင်းရတာလဲနေရပေါ့ကွာအရင်ဘုန်းကြီးကသူတို့ကိုနေရပေးတယ်အခုဘုန်းကြီးကနေရမပေးတော့ဘယ်လိုလုပ်ပြီးတော့တင့်မြတ်တော့မလဲမေတို့ဒီဦးဆံဘောပြောသည်များကိုနားထောင်ပြီးเจ้าတို့ချက်ချင်းမသွားပြီပဲတနေရမှာနေ၍ဇုံဆိုင်ရမည်ဟုတွေးရင်းနဲ့ ဥလိအေးကောင်းလေဖြစ်နိုင်ရင်ဥလိအိမ်မှာကြုံတဲ့ရင်နေဗျာရတာပေါ့ကွာငါတကိုးတဲ့သမားကွာလိုက်တာလိုက်ခဲ့ကောင်းလေနေရေးထိုင်ရေးရတော့စားရေးတောက်ရေးဘာမှမဟုတ်နဲ့ဘယ်သူသည်ဥပေါ်ဆိုင်စကားကိုသဘောကျပြုံးလိုက်ရင်နဲ့တူဤလွယ်ထဲတွင်ထဲထားသောစာချုပ်လေးအားလက်နဲ့ဆန်းလိုက်မိပါလိမ့်တော့တယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးရတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့ ဘိုးတော်ပေဇလန်အပိုင်း6ဖြစ်တဲ့ဘိုးတော်ပေနှစ်ဥတီလောကဆိုတဲ့ဇလန်ကောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်လေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်နေ့နောက်နေ့ဒီမှာလဲဇလန်ကောင်းလေးတွေထပ်မံတင်ဆက်ပေးသွားအောင်မို့လာရောက်နားဆင်အားပေးကြဖို့တပါရဲဖိတ်ခေါ်ပါစီခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရန်သူမျိုးငါးပါးဘေးမှာလဲကင်းဝေးနိုင်ကြပါစေခင်ဗျာ